စမ်းမယ်အခုမန္တလေးမှာအလုတ်ရှုပ်ဆောင်ဝန်ကြီးဌာနကတော့အုတ်ချိုးအုတ်ပဲ့များပြန်တယ်ရင်းနေပြန်လဲနေရာချထားရေးဝန်ကြီးဌာနပဲဟင်သူ့အလုတ်ကငလျင်ကြောက်ပြိုချပျက်စီးနေတဲ့အုတ်ချိုးအုတ်ပဲ့တွေကိုခေါ်လက်လုပ်ရင်းဖျားထားပနာတွေဖျားအလူငွေတွေကိုထိမ့်သိမ့်ရတာအချို့မသိတဲ့မန္တလေးမြို့ကန်တွေကတော့အလုံမရှိ အလုတ်ရှာကြောင်ရီချိုးတယ်လို့ပြောကြမှာပဲဘယ်လိုပဲပြောနေပါစေ အခုအောက်ကျိုးအုပ်ပဲ့တွေကို ပြန်လဲနေရာချထားရင်းနဲ့ပဲရရှိလာတဲ့ဖျားဌာပနာတွေအလူမီတွေထဲကနေငလင်ကြောင့်အသက်ဆုံးရှုံးသွားတဲ့ပြည်သူတွေမိသားစုဝင်တွေကိုထောက်ပံ့ချီးပေးတော့မယ်တဲ့ဝါဒါပေမဲ့တေဆုံးတာမှန်ကန်ကြောင်းအလောင်းပြနိုင်မှရမယ်အပြင်ကနအူးအနေနဲ့ရှောက်လွာတင်ရမှာဖြစ်ပြီး ရှောက်လွာတစောင်းတောင်းတောင်ကြတင်မှာဖြစ်ပါတယ်မနေ့ကဆိုလေလေးရှိမျိုးနဲ့ ဖုတ်ကုံကြီးရွာမှာငလင်ကြောင့်ပျက်စီးသွားတဲ့ရွာတွေထဲတက်မတော်သားတွေဝင်လာတော့ရွာသူရွာသားတွေခမလှမ်းပြီးပြေးတော့မယ့်အချိန်မှာတက်မတော်သားတွေထဲကတယောက်ကလွန်စွာနူးညံ့သောအတန်ဖြင့်မပြေးကြပါနဲ့ဗျာအမြင်မတူပေမဲ့ဒီတခါကျွန်တော်တို့ရွာကိုလာတာမီးရှို့ဖို့အတွက်မဟုတ်ပါဘူးငလင်ဘေးတင်ပြည်သူတွေကို ကူညီပေးဖို့အတွက်လာတာပါကျွန်တော်တို့ကိုကူညီခွင့်ပေးပါလို့ပြောလိုက်တော့ ရွာကန်ပြည်သူလူထုတွေကလည်းမျက်ရည်တွေဝိုင်းသွားကြတယ်။အော်တမတော်သားတွေဆိုတာဘယ်လောက်ပဲရွာတွေကိုမီးရှို့ဖျက်ဆီးနေလဲအရေးကြီးချင်းတွေးနေကြပါလားဆိုပြီးတော့ပေါ့ဒီလိုနဲ့တမတော်သားတွေစီပြေးပြီးရွာသားတွေကဖတ်လိုက်ကြတယ်ဘယ်လောက်တောင်ကြည်နူးစရာကောင်းတဲ့မြင်ကွင်းလဲဗျာတမတော်နဲ့ပြည်သူတရက်တွဲညီညီချစ်ခင်နေကြတာမင်္ဂလာကိုရှိလိုက်တာဗျာ ဒီလိုနဲ့တဲမတော်သားတွေဟာတရွာလုံးမှာရှိတဲ့ငလျင်ဘေးသင့်အိမ်တွေကအပြက်ကြီးတွေကိုတနေကုန်ရှင်းလင်းပေးပြီးနေဝင်ကန်နေအချိန်မှာတော့ရွာသူရွာသားတွေပေးတဲ့မြစ်တာလက်ဆောင်ပစ္စည်းတွေကိုတောင်လက်မခံပဲနှုတ်ဆက်ထွက်ခွာသွားကြတယ်။ရွာသူရွာသားတွေစိတ်ထဲမှာလည်းအော်တဲမတော်သားတွေဆိုတာ အထက်ကခိုင်းလို့သာစိတ်မပါလက်မပါနဲ့ရွာတွေကိုမြေရှို့တက်ဖြတ်မရင်းကြည့်နေကြရတာတကယ်တကယ်တမ်း ်စိတ်ထားနူးညံ့ကြပါလားဆိုပြီးတိသွားကြတယ်။အဲဒီအချိန်မှာပဲရွာလေကမုတ်ဆိုးမခင်ဝန်းကြီးအိမ်ကနေစူးရှတဲ့အတန်တန်ထွက်ပေါ်လာတယ်။ခွေးတရံစားရီမထမိန်သောက်ပါမချမ်းအကုန်မှသွားတာဟိတတွင်အမှန်တွေတင်ဆက်ပေးနေတယ်။ဒီဘောစီတော့